ခုတင်ဆက်ပေးမယ့်သတင်းကတော့လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီဖွဲ့စည်းဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံတော်ဝန်မှရှိတဲ့အကျဉ်းထောင်အသီးသီးမှပြည်တံကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်လွှတ်ပေးဖို့အတွက်စီစစ်ဆောင်ရွက်ဖို့လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကိုဖွဲ့စည်းဖို့အတွက်ဖေဖော်ဝါရီလ6ရက်နေ့မှာနိုင်ငံတော်သမ္မတရုံကညွှန်ကြားခဲ့ပါတယ်။အဲ့ဒီစီစီရေးကော်မတီမှာတမရယုံဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးစိုးသိန်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီးအစိုးရဝင်ကြီးဌာနတွေကကိုယ်စားလှယ်တွေ အရက်ဖတ်လူမှုရေးအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီအချို့ကကိုယ်စားလှယ်တွေပါဝင်มาဖြစ်ပါတယ်။အဲ့ဒီကော်မတီဟာနိုင်ငံရေးအကျဉ်းသားအထိပ္ပယ်ဖွင့်ဆိုခြင်းလှုပ်ခွင့်ပြုခြင်းဆိုင်ရာသတ်မှတ်ချက်များညှိနှိုင်းရေးဆွဲခြင်းနဲ့လက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုစီစစ်ပြီးလှုပ်ပေးသင့်သူတွေကိုလှုပ်ပေးဖို့ညှိနှိုင်းမှုတွေကိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုညှိနှိုင်းပြီးစီစစ်တွေးရှိချက်တွေကိုနိုင်ငံတော်သမ္မတထံတင်ပြသွားရမှာဖြစ်ပါတယ်။ ပေးခဲ့တဲ့2012ခုနှစ်အတွင်းကနိုင်ငံတော်တမရအမိန့်နဲ့လူငင်းချမ်းသာခွင့်6ကြိမ်ပေးခဲ့ပြီး4ကြိမ်မှာတော့ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအမြောက်အများလွတ်မြောက်လာခဲ့ပါတယ်။လက်ရှိလက်ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများကိုစည်ရင်းပြုစုထားရမှာတော့88မျိုးဆက်ចောင်းသားများအဖွဲ့စည်ရင် NLD စည်ရင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့စည်ရင်စသဖြင့်အမျိုးမျိုးကွဲပြားနေရလို့သိရပါတယ်ရှင်။